ကဲကျွန်တော်မိတ်ဆွေတွေအကုန်လုံးပဲပေါ့နော်ကျွန်တော်ရှစ်ပိုင်းဒီညနေမှာရှစ်အမှန်ပေးခဲ့ပြီအားလုံးပဲပေါက်လိုက်မယ်လို့ကျွန်တော်ယူဆတယ်မနက်ကတော့နေ့ကကျွန်တော်ဒီမှာပေးထားပါတယ်နော်မနက်ကတော့နေ့ကစကွန်နီယံနေဒီဒီမှာတရှိသည့် main ငန်းကွက်ထဲမှာလဲပါတာဖြစ်တယ်လို့ဒီမှာလဲကျွန်တော်ညနေဘက်ကဒီမှာရှစ်အမှန်ပဲကျွန်တော်ဒါပေးထားတယ်ပေါ့နော်ရှစ်အမှန်ပေးထားတဲ့ဗီဒီယိုလေးမှာကျွန်တော်တို့အကုန်လုံးတွေ့နေမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်မိတ်ဆွေတွေအကုန်လုံးလည်းကျွန်တော်ပြောထားတယ်ပေါ့နော်တောင်ကျတဲ့တောင်ကိုထွက်ပြီဆိုလို့ရရင်ရှစ်ထိပ်စီးနဲ့ထွက်ခဲ့တယ်အဲ့တော့ကျွန်တော် ဖူဂျိုလေးဆုံးအောင်ကြည့်သွားပါကြီးတယ်ဆိုရင်ကျွန်တော်ဆက်ပြီးတော့နှစ်ရက်တွင်နောက်ထပ်နှစ်ရက်တွင်ချိန်နေကြလာမယ့်ပတ်တိတဆုံကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်မားမန်လက်ခံနိုင်နေဆိုရင်တော့ကစားပါလူမယုံပါနဲ့မူပဲယုံပါနော်။ကျွန်တော်ကိုကျွန်တော်ချပေးထားတာကကျွန်တော်ချပေးထားတာကအကုန်လုံးကိုဒီညနေမှာတော့ကျွန်တော်ရှစ်ထိပ်စီအမှားရှစ်ပိုင်းနဲ့ကျွန်တော်ပေးထားတယ်ကိုမနော်၃ည၃ဆိုတဲ့ကနေထွက်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီ လေပါဝါတို့ထိတ်ပါဝါတို့ကိုကျွန်တော်ကယူတာဖြစ်တယ်တော့ကျွန်တော်ဒီအဒီညီမှာအလေဒီကြပါဝါတာ38တစုံတာထပ်ပြီးတော့ဖြစ်ပြန်ပြီမနော်အဲ့တော့ပါဝါဖြစ်ရင်ဖြစ်တဲ့လောက2ရက်တွေဆင်းတာဖြစ်တဲ့အတွက်38နဲ့ပဲကျွန်တော်တို့ပြန်ထိပြီးတော့ကျွန်တော်တို့ဒါကစားပါလိုက်မယ်နော် channel ရက်မှာပတိတိစုံနိုင်တယ်ဆိုတော့မိတ်ဆွေတွေက38ပါဒီကိုထီထီမီမီတင်းချီပြီးတော့ပတ်လို့ရပါတယ်ထီထီမီမီအော်ကွန်နဲ့ဒါပေါက်လိုက်မယ်လို့လည်းကျွန်တော်ယုံပါတယ်နော် အဲကျွန်တော်တို့ဒီမှာကလည်းကျွန်တော်ပေးထားတဲ့ဟာနဲ့ဆိုရင်ဒီမှာဒီဒီလိုဒီဒီလိုပါဝါဖြစ်ခဲ့တယ်ပြီးတော့ဒီလိုလည်းပါဝါဖြစ်တယ်ပေါ့နော်30နဲ့5665ကဒီလိုမျိုးအဲလိုပါဝါဖြစ်ခဲ့ရင်ဖြစ်တယ်လောက2ရက်တွင်ချိန်နေဆင်းနေတာဖြစ်တော့ကျွန်တော်ဒီဒီမှာ3ညနဲ့ဆင်းလာခဲ့တာကိုကျွန်တော်ယူဆပေးခဲ့တယ်အဲတော့ဒီမှာကျွန်တော်တို့ဒီ3ရက်ဒီတစ်ခါပါဝါလည်းပါဝါဖြစ်ပြန်ပြီပေါ့နော်ဖြစ်တယ်လောက2ရက်တွင်ချိန်နေ100%ကိုဆင်းပါလိမ့်မယ် ဒါကျွန်တော်မှ၃ညတဲ့၃ဝေထွန်ရှိသိသိဒါကျွန်တော်ညကျွန်တော်ဟန်ကျွန်တော်မူလေးတွေကိုအကုန်လုံးကိုဒါပြပေးတာပေါ့နော်ဒီမှာဒီ၃ညတဲ့၃ဝေထွက်ခဲ့တယ်ဆိုရင်ရှိသိသိပေါ့နော်ရှိသိသိလာပြီဆိုလည်း၃ညတဲ့၃ဝေပြန်ထိုးရမှာဖြစ်ပါတယ်အဲ့ဒီလို၃ညတဲ့၃ဝေလာပြီဆိုရင်ရှိသိသိရှိသိသိလာပြီဆိုလည်း၃ညတဲ့၃ဝေရတာ အမြဲတမ်းဒီလိုမျိုးဒါလာတက်တယ်ပေါ့နော်လာဖြစ်တယ်လာတက်တယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီအဲ့တော့ကဏ္ဍကိုလည်းကျွန်တော်ဒီမှာထွက်နေကြထွက်စင်လေးအတိုင်းပဲဖြစ်တယ်ကျွန်တော်ဒီမှာအနှစ်ကိုးလို့ကြီးလိုက်ပေါ့နော်နှစ်ကိုးလို့၁၈တို့ဒီကဏ္ဍလေးတွေကနှစ်ကိုးဘာကြောင့်မလို့ဟိုဟာဖြစ်တယ်၁၈ဘာကြောင့်မလို့ထွက်တယ်အဲ့ဒါမှကဏ္ဍလေးတွေကိုကျွန်တော်ဒီမှာပြပြမယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေအကုန်လုံးပဲ၁၈တို့ဓမ္မကြီး၁၉၁၈ပေါ့နော်၁၉ နော်တရှဲအဲအဲ့လိုအဲ့လိုပုံစံလေးတွေတို့ဒီတွားတယ်ဒီမှာ1 9ဆိုတဲ့ခဏန်းလေးတွေတွားတယ်2 9တရှဲဆိုတဲ့ခဏန်းလေးတွေကျွန်တော်တွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီညနေမှာကျွန်တော်မိတ်ဆွေတွေအကုန်လုံးကိုလည်းကျွန်တော်ဒါမနေ့တုန်းကလေးကကျွန်တော်ကခဏန်းလေးတွေကိုကျွန်တော်စီပြီးတော့ကျွန်တော်ထုတ်ပေးထားတယ်ပေါ့နော်ဒီမှာကြီး2 9 2 6 4 5 9 4 16 19 18ဆိုပြီးတော့ main ကလေးနဲ့ကျွန်တော်ချပေးထားတယ်အဲ3ရှစ်ပတ်တီးပဲမနေ့ဖန်တော့ရပါသေးတယ် channel လေး subscribe လုပ်တာမှအကျုံဝန်ထွက်ပြီဆိုရင်ကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်မနေ့ဖန်လည်းထပ်ပြီးတော့ပေါက်ကြပါစီနော်